ကပ္ပစီဝါရေးကိုဆယ်စုနှစ်ပေါင်းများစွာလမ်းကြောင်းပေးခဲ့တဲ့စီမင်းတွေအားလုံးဟာအခုဆိုရင်အကြောင်းထပ်နေပါပြီဆိုတော့အရင်လိုလွယ်လွယ်ကူကူတိုးတက်မှုကိုမျောလင်းလို့မရတော့တဲ့ခေတ်တစ်ခုတည်းကိုရောက်နေကြပြီလားဒီပြောင်းလဲတွေရဲ့နောက်ွယ်မှာတကယ်တမ်းပါတီဖြစ်နေလဲဆိုတာကိုအတူတူကြည့်ကြည့်ရအောင်ဒီပြောင်းလဲတွေအလုံးကမိခုံးကြီးတခုကိုမွေးထုတ်လိုက်တာပါပဲအဲ့ဒါကတော့နှစ်ပေါင်းများစွာအားကိုးခဲ့ရတဲ့စီးပွားရေးနီလန်ဟောင်းတွေကဒီနေ့ခေတ်အတွက်တကယ်ပဲအတုံးမှုဝင်ဒေါ်ဘူလာဆိုတာပါပဲ။ 11 Media Group ကကိုစောနိုင်ရဲ့ဒီစကားကိုပဲကြည်ပါ27ရာစုကဘာစီးပွားရေးဟာပညာရှင်တွေမျှော်လင့်ထားတာထက် ပိုပြီးနေကွဲလာလိမ့်မယ်တဲ့အခုဒါကရိုးရိုးပြောလိုက်တဲ့စကားတစ်ခုမှောက်ဘူးနော် အရင်ကတောတတ်မှုကိုအခြေခံပြီးတွက်ချက်ထားတဲ့ယူဆချက်အလုံးကိုပြန်ပြီးမေခွန်းထုတ်เสียဖြစ်လာစေတဲ့အချက်တစ်ချက်ကိုမိမောင်းထိုးပြနေတာပါဟုတ်တယ်ဒီကြောင့်ကိုအသေးစိတ်လေ့လာကြည့်ကြတာအောင် ပထမဆုံးအပိုင်းအနေနဲ့ပေါ့နော်ဒီကဘာလုံးဆိုင်ညာနေခွေးမှုရဲ့နောက်ွယ်ကအချက်လက်တွေနဲ့ကြိုတင်ခန့်မှန်းနိုင်တဲ့တိုးတက်မှုခစ်ကဘာကြောင့်များကုံဆုံးသွားပြီလဲဆိုတာကိုကြည့်ကြပါမယ်။ကိန်းကဏ္ဍနည်းကိုကြည့်လိုက်ရင်ပဲရှင်းနေတာပါပဲ။ကုလသမဂ္ဂရဲ့အချက်လက်တွေအရဆိုရင်ကဘာစီပါရင်းဟာကာယောကမကိုင်းမီဆက်စုနစ်ကပြားများသုံးသတ္တမိတစ်ပါဆန်ဒုသက်မှုနှုံးကိုလုံးဝမမီနိုင်တော့ဘူးလို့ဆိုပါတယ်။ပြောရရင်အရှင်ကောင်းကောင်းနဲ့ရှေ့ဆက်နေတဲ့ခိကကုံသွားပြီး ို့လီလန်ထိုင်းမိုင်းနဲ့ခစ်တစ်တခုကိုရောက်နေပြီဆိုတဲ့သဘောပါပဲ။ကဲဘာကြောင့်ဒီလိုနီးကွယ်နေရတာလဲ။စီဝါကြီးကိုအရှိန်တက်နေတဲ့တခုပြီးတခုဆက်တိုက်ကြုံနေရတဲ့စင်ခေါ်မှုမုံကျင်းကြီးကိုအနီးကလေ့လာကြည့်ကြရအောင်။ ဒီပြည်လဲနာလန်ထူမှုရဲ့အထူးကပြဿနာကဘာလဲဆိုတော့ညှိညမှုမရှိတာပါပဲ။ချမ်းသာတဲ့နိုင်ငံတွေမှာငွေကြေးဖောင်းပုံမှုကအေးသွားပေမဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့စားတောက်ကုန်စင်းနှုန်းတွေကအလွန်မြင့်မားနေတုံးပဲ။ဒါကအထူးခိုက်လွယ်ဆုံးသူတွေကိုအများဆုံးဒုက္ခပေးနေတာပေါ့။ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ထက်ဝက်လောက်မှဆိုရင်စားတောက်ကုန်ငွေကြေးဖောင်းပုံမှုက900ခန်းတုံးအထက်မှာရှိနေစေပါ။ဒီကိန်းကနန်းကအထွေဝင်ထုတ်ဝင်ဖို့ရဲ့ဖြစ်စည်းမှုကိုတကယ်ကိုထင်းထင်းရှားရှားပြနေပါတယ်။ အာဖရိကနိုင်ငံတော်တော်များများမှာအစိုးရဝန်ဝင်ရဲ့ဆေးရခိုင်နှုန်းကျော်ဟုချမ်းမကြီးနဲ့ပညာရေးလိုကဏ္ဍတွေမှာတုံးမြင်စချင်းငွေတွေရဲ့အတိုးပေးပုတ်တက်ပဲတုံးနေရတာပါ။ဒါအပြင်တခြားဆစ်ဆစ်နေတဲ့ပေးဒနာတွေလည်းရှိပါသေးတယ်။ကုံတွယ်ရေးလမ်းကြောင်းတွေကိုအနောက်ရက်ဖက်စီတဲ့ပထဝီနိုင်ငံရေးတင်းမာမှုတွေစာနာရီခါဖူလုံမှုကိုထိခိုက်စေတဲ့ရာသီဥတုပြောင်းလဲမှုတွေပြီးတော့ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာအလို့ကိုက်တိုးတက်မှုနေကွေးလာတာတွေပါ။ဒါတွေအလုံးပေါင်းပြီးတော့ရှုပ်ထွေးတဲ့ကဘာလုံးဆိုင်ရာအကျက်အတဲတစ်ခုကိုပုံဖော်နေရပါ။ စီဝင်စားစရာခေါင်းတာကရာသီဥတုပြောင်းလဲမှုလိုအကျက်အသေးတစ်ခုကိုဖြေရှင်းမှုစ조사ရကာနီပြိုင်ဆိုင်မှုနယ်ပယ်တစ်တခုပေါ်လာတာပါပဲအဲ့ဒါကတော့ကဘာအရေးပါလဲထက်သက်သူတွေအတွက်ပြင်းထန်တဲ့ပြိုင်ဆိုင်ပါပဲဆိုတော့အရေးပါတဲ့ထက်သက်သူဆိုတော့ဗာဒီလေဒါတွေကတော့ဘက်ထရီနဲ့လက်စကားတွေလိုပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နီးပညာတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ခိုးပေါ့လစ်တူယမ်နစ်ကက်တို့လိုတတ်သူတွေပါတနည်းအားဖြင့်စိမ့်လန်းတဲ့စွမ်းအင်ကူပြောင်းရေးအတွက် အဓိကအောင်မြင့်ကြပေါ့ပြီးတော့ဒီထောက်ပံ့ရေးကွဲဆက်မှာအကြီးမားဆုံးအားအနေချက်တစ်ခုရှိနေပါတယ်ကမ္ဘာကိုဘောက်ထုတ်လုပ်မှုရဲ့60%ကျော်ကနေရာတစ်ခုတည်းကလာတာပါအဲ့ဒါကတော့ကွန်ဂိုဒီမိုကရက်တစ်ဓမ္မတနိုင်ငံမှာပဲထောက်ပံ့ရေးကွင်းဆက်ရဲ့နောက်တစ်ဆက်တန့်စင်ပြုပြင်ရေးမှာဆိုရင်အခြေအနေကပိုပြီးတော့တောင်စုပြုံသွားပါသေးတယ်ဂရက်ဖိုက်တန့်စင်မှုရဲ့80%ကျော်ကိုကျုံနိုင်ငံကလှုပ်ဆောင်နေတာပါ ဒါဟာဆင်းလန့်တဲ့အနာဂတ်အတွက်လိုအပ်တဲ့ကုန်ကျန်းတွေမှာဖထူရီနိုင်ငံရဲ့ရာအချက်တဲဖြစ်နေတဲ့အချက်တွေပါပဲဒီတေယန်စာတာတီကနိုင်ငံနဲ့တငငငအသက်အခွင့်အလားလားဒါမှမဟုတ်ကျင်းစာလားလက်နှစ်ထွက်ရှိပါတယ်ဘော့ဆွာနာနဲ့ချီလီလိုနိုင်ငံတွေကသူတို့ရဲ့တေယန်စာတာတီကိုနိုင်ငံဖွင့်လို့တိုးတဲ့ရဲ့အတွက်အသုံးချနိုင်တယ်ဒါပေမဲ့တခြားနိုင်ငံတွေအတွက်ကြတော့ဒီတေယန်စာတာတီကအချင်းပြတ်ချက်စားမှုပฏิပခန့်မတည်ငြိမ်မှုတွေကိုပဲတည်ဆောင်လာတဲ့တေယန်စာတာကျင်းစာဖြစ်တော်တတ်ပါတယ်ဒါပေမဲ့ ဒီတိုးတက်မှုရဲ့နောက်ွယ်မှာပြောကိုတရားအမယ်မကောင်းတဲ့ဘက်တစ်ချမ်းလည်းရှိနေပါတယ်။ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုရဲ့90ရာခိုင်နှုန်းဟာတက်တူထူဖော်ရင်းနဲ့ဆက်စပ်နေလေလို့ဆိုပါတယ်။လေလို့လက်စားတက်တူတွင်နေမှာကလေးလောသမပြဒနာတွေရှိနေပြီးအာဖရိကဟာတရားမဝင်ငွေကြေးစည်းစိမ်မှုရဲ့ကြောင့်တနစ်ကိုဒေါ်လာဘီလီယံတရာအထိဆုံးရှုံးနေရပါတယ်။ဒီအချက်အတဲတွေကလူတိုင်းကိုတန်းတူရည်တူမထီခိုင်ပါဘူး။ဒါကကမချမ်းသာသူနဲ့စီးရဲသူတွေကြားကကွာဟချက်ကိုဘလို့များပို့ပြီးချက်ပြန့်စီလဲဆိုတာစัจကြည်ကြအောင် စိုးရိမ်စရာကောင်းတဲ့လမ်းကြောင်းတစ်ခုကတော့ချမ်းထားတဲ့နိုင်ငံတွေဟာ AI လို့မဟာပြူဟာကြတဲ့စက်မှုလုပ်ငန်းတွေအတွက်ယင်းနှိမ့်မြုံနှံမှုတွေကိုသူတို့နိုင်ငံထဲကိုပြန်ဆွဲနေကြတာပါပဲ။တချိန်တည်းမှာပဲဖွံ့ဖြိုးဆန်းနိုင်ငံတွေကတော့သူတို့ရဲ့စီးပွားရေးတိုးတက်မှုအတွက်အလွန်အရေးကြီးတဲ့နိုင်ငံသားတရဲ့ယင်းနှိမ့်မြုံနှံမှုတွေကိုဆွဲဆောင်ဖို့အရင်ကထက်ပိုခက်ခဲလာနေပါပဲ။ဒီကိန်းကဏ္ဍကိုပဲတစ်ချက်လောက်စဉ်းစားကြည့်ပါ။တောင်အာဖရိကမှာလူငယ်အလုပ်လက်မဲ့နှုန်းက60%ခန့်နှုန်းရှိပါတယ်။ ဒါဟာအခွင့်အလားမရှိမှုရဲ့ကျင်းထန်တဲ့သက်သေဖြစ်ပြီးမျိုးဆက်တဆက်လုံးရဲ့အနာဂတ်ကိုရပ်တန့်စေကာမိညာမှုကိုပိုနှက်ဆိုင်စေပါတယ်။ဒီလိုကြွေးပြားနေတဲ့လမ်းကြောင်းတွေချာမှာကဘာကြီးဘယ်လမ်းကိုရွေးမလဲ။ဒီအချက်သေးတွေကိုဖြည့်ရှင်းဖို့ဖြစ်နိုင်ခြေရှိတဲ့နီလန်းတွေကိုနောက်ဆုံးအပိုင်းမှာလေ့လာကြည့်ကြပါမယ်။စီမင်းဟောင်းတွေကအလုံးမခေတော့တဲ့အတွက်နီလန်းတစ်တွေကိုရေးဆွဲရပါတော့မယ်။နောက်ဆုံးအပိုင်းမှာကုလသမဂ္ဂရဲ့တိုက်တွန်းချက်တွေအဖို့အခြေခံပြီးဘယ်လိုနီလန်းတွေပါဝင်နိုင်မလဲဆိုတာကိုကြည့်ကြပါမယ်။ ဆိုတော့အနာဂတ်တပ်ပတိရင်လို့အဆိုပြုထားတဲ့ဒီအစီအစဉ်တစ်မှာအဓိကမန္တရီ၃ရက်ရှိပါတယ်။အဲ့ဒါတွေကတော့ဒီကဘာလုံးဆိုင်ရာဗန္ဒာယီစနစ်ကိုပြုပြင်ပြောင်းလဲဖို့၂နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုအားကောင်းစေဖို့၂၃စီးလန်းတဲ့ကူပြောင်းမှုကအားလုံးအတွက်အကျိုးရှိစေဖို့တည်ချစီရေးလို့ပဲဖွင့်ပါတယ်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအလွန်အရေးကြီးတဲ့လက်တွေ့ကြတဲ့နယ်ပယ်တွေကတော့ပိုပြီးတရားမျှတတဲ့ကုန်တွယ်ရေးစီမင်းတွေအကျင့်ပြတ်ချက်စားမှုတိုက်ဖြတ်ရေးပြီးတော့နည်းပညာသစ်တွေရဲ့အကျိုးကျေးဇူးတွေကိုတကဘာလုံးမျှဝေခန်းစားနိုင်ရေးတို့ပဲဖြစ်ပါတယ်။တိုးတက်မှုနည်းကွေးပြီးပြိုင်ဆိုင်မှုတွေမြင့်တက်နေတဲ့ဒီခေတ်ကြီးမှာအဆုံးစုံမေးခွန်းကတော့ဒါပါပဲ။ကဘာကြီးဟာစီမင်းသစ်တွေရေးဆွဲဖို့ပူးပေါင်းဆောင်ရွက်မလား။ဒါမှမဟုတ်အကွဲအကွဲအပြပြဖြစ်ပြီးစာမျက်နှာလေးကိုတစ်ဆက်စီဆွဲဖြတ်ပစ်လိုက်မလား။